လူမဲဖုံးကြည့်တော့နှက်မဲမနေနိုင်ဆိုတာခုမှလက်တွေ့မြင်ရကြရတော့တယ်လူမဲဖုံးကြည့်တော့နှက်မဲတော့မနေနိုင်ဘူးစီဒီယန်ဆရာဝန်နေစေပညာတင်ကားတဲ့အခါကတင်ုံတက်မြောက်ပြီးလို့ဘွဲ့ယူစင်အခါကဆိုးခဲ့ဘူးတဲ့ကျန်းတစ္ဆာတွေကြောင့်ကျန်းစူးပြီးတစ္ဆာစူးကြတယ်ထင်ပါရဲ့ ရှမ်းကယားနယ်စပ်ကနိုင်ငံတော်ကိုလက်နက်ကင်ပုံကန့်နေတဲ့အရန်ဖက်သမားတွေကိုစစ်ကူတာပေးနေတဲ့ CDN ဆရာဝန်တွေရဲ့ຫນွေဦးအားမှဆေးကန်းကိုမိုးချိုးပစ်ခတ်ရပါတယ်။နော်ဆိုတော့ဒီချိန်လေးနဲ့ပတ်သက်လို့ကျွန်မစကားလေးတစ်ခုမှရိုးရိုးရှင်းရှင်းပြောပါတယ်။ဒါဟာကန်ကန်ရဲ့အကျိုးပါတယ်။ကိုဆိုင်ပြောတာကိုကိုပြန်ရိတ်သိမ်းရတယ်။ကိုပြုတ်တဲ့ကန်ကိုထန်ကိုတဆိုင်မမဲပြန်လာပါတယ်။လူမဲဖုန်ကြီးတော့နှက်မင်းတော့မနေနိုင်တော့ပါဘူးဆိုတဲ့အကြောင်းလေးပဲရိုးရိုးရှင်းရှင်းပြောချင်ပါတယ်။ ။ဘာလို့လဲဆိုတော့ကျမကနတိကိုကျိုးတုပ်ရိုက်ပြီးသူရဲကောင်းဘွဲခံရတာမကြိုက်ဘူးလေ။နတိကိုကျိုးတုပ်ရိုက်ပြီးသူရဲကောင်းဘွဲခံရအောင်လဲကျမတို့စိတ်တက်ကအောက်တက်မကြတဲ့ခါကျတော့ဟော PDD နဲ့ကရသပုံကြီး CDN ဆရာဝန်ကြီးမိုးကြိုးပြစ်လို့တိတ်သွားတယ်ဆိုတော့လေမိုးကြိုးပြစ်ခံရတယ်ပေါ့ထလောက်ပါပဲ။တကယ်လို့များအဲ့နေရာမှာတက်မတော်ရဲ့တက်စကန်တစ်ခုသို့မဟုတ်ရှေ့တဲ့စစ်မျက်နှာပြင်မှာရှိရတက်မတော်ရဲ့ကာခေစကန်တစ်ခုခုကိုမိုးချိုးပြစ်ခံရရဆိုရင် ကျင်းသေးပေါ့အဲ့ရှိသမျှပြည်ဖြတ်မီဒီယာရဲ့အကုန်လုံးနဲ့ရှိသမျှပြည်ပကအွန်လိုင်းအားချောင်းလေလိုင်းတန်လူသက်သမားတွေ DJ ဖွင့်ပြီးတော့ကချလိုက်မယ်ထင်တယ်သူတို့အားရဝမ်းသာနဲ့ပျော်ကြွှင်ကြနေတယ်သူတို့အောင်ပွဲခံကြမယ်ကျင်းသေးပေါ့ခမားတို့မျက်လုံးထဲမှာမြင်အောင်ကြည့်လိုက်တကယ်လို့များနှွေးဦးအောင်မဲ့ဆေးကမိုးချိုးပစ်ခံရတာမဟုတ်ပဲနဲ့တက်မတော်စကန်တစ်ခုခုမိုးချိုးပစ်ခံရတယ်သူတို့စိတ်တဲ့အောက်တန်းကြောင့်ဟုတ်လေခင်ဗျားတို့မြင်ရတွေ့ရလိမ့်မယ် နော်အဲ့ဒီလိုမျိုးစိတ်ဓာတ်တွေအောက်တန်းကြလို့လေကံကံရဲ့အကျိုးပေးတယ်လို့ပဲကျမရုပ်ရှင်နဲ့သုံးသပ်ပေးချင်ပါတယ်နော်အမြစ်တာရခံပေးချင်တာကကျမမျက်ခုံးတက်သူထိုးထားပါတယ်ကျမရဲ့ညမလေးကမနေ့ကသူတင်နေဆင်းတယ်မျက်ခုံးတက်သူတင်နေတိုက်နေတာတင်နေဆင်းတော့ပထမဆုံးကျမကိုသူလက်တယ်ဆမ်းပြီးတော့မျက်ခုံးတက်သူထိုးပေးလိုက်တယ်ဆိုတော့အာအခုမှထိုးတာဒါဆိုတော့ကြည်ရတာတော်တော်ရုပ်ဆိုးနေပါလိမ့်မယ်အဲ့ဒါဇူဒမီမျက်တာရခံပါတယ်နော်တိခံပြီးကြည့်ပေးပါရှင်ဒီမျက်ခုံးတက်သူကအနည်းဆုံးတစ်ပတ်လောက်နေမှအသားကျမှာပေါ့နော်အာ မေတ္တာရက်ခံပါတယ်လို့ကြိုတင်ပြီးသိခံပြီးကြည်ပြီးပါလို့နောက်နောက်ထပ်သတင်းတစ်ခုကသတင်းကောင်းစဉ်ကိုတော့ကိုတိုင်းသာဖတ်ကြည့်တာကျမပါဇက်ကပြောလို့ရှိရင်တတော်ကကျင်းသေးပါဖျက်ချလိမ့်မယ်ရှိရတုံးကလည်းဒီကိစ္စနဲ့ပတ်သက်လို့ကျမတွင်းတွင်းကြဲကြဲပြောခဲ့တယ်ပြောလိုက်ပေမဲ့ကျမတော်တော်ကောင်ကအဖြတ်ခံရတယ်။ဟာငလင်းတုံးကလည်းငလင်းကြောင့်ပလီပြွာကိုစိတ်ဟနာရှင်နဲ့မဘာသားတွေမျိုးသားကြီးအစွန်ရောက်တည်ကြောင့်ပါဆိုပြီးတော့ ဗလီဆရာတယောက်ကပြောဆိုမှုကိုကျွန်မတုံ့ပြန်လိုက်တယ် TikTok ကကျွန်မအကောင့်ကိုချက်ချင်းအဖြတ်ခံရတယ်ကျွန်မအကောင့်နဲ့အနီးကပ်ပြသွားတယ်ဒါတောင်တပတ်အုပ်စုတွေကစက်ကောင်စီကသူတို့ဝေဖန်တဲ့လူတွေဖမ်းတယ်လို့လွတ်လပ်စွာပြောဆိုခွင့်ကိုပိတ်ပင်ထားတယ်လို့ပြောကြသေးတယ်။နောက်ကျွန်မဆိုလို့ရှိရင်ဆဲရဆိုတာရိုင်းဆိုင်တာတစ်ခုမှမပဲနိုင်ငံရေးစကားပဲနိုင်ငံရေးပိသားစွာရည်ကြီးစွာပြောလို့ရှိပေမဲ့ကျွန်မအကောင့်ဖြတ်ခံရတယ်ဒါကြောင့်မလို့ဒီဒီကိစ္စပေါ်မှာတော့ထူးထူးမှတ်ချက်မပေးလို့ဘူး အဲပြီးခဲ့တဲ့နှစ်ရက်ကမှဒီကိစ္စနံပါတ်တို့တွင်းတွင်းကြဲကြဲကျွန်မပြောထားတာကန့်ကွက်ထားတာဆန့်ကျင်ထားတာရှိတယ်။နားထောင်ခြင်းနဲ့လို့ရှိရင်ကျွန်မအကောင့် TikTok အကောင့်ထဲမှာနော်မဟာသွေးအမျိုးသားရေးဝါဒီဆိုတဲ့အောက်မှာကျွန်မရဲ့ YouTube link ရှိတယ်။ YouTube မှာဝင်ကြည့်ပါရှင်။ TikTok မှာတင်လို့မရတာလေ YouTube မှာတင်ထားပါရယ်။တချို့ဇာတ်ကြီးကတန်ဖိုးရှိတဲ့အတွက်နားထောင်စေချင်ပါတယ်။နော်နောက်ထပ်ဇာတ်တစ်ခုက KIE ကရှမ်းပြည်တိုင်းရင်းသားရှမ်းပြည်လူမျိုးစုစုစုပေါင်း460ကျော်ကိုဖမ်းဆီးတဲ့ကိစ္စ ပြီးခဲ့တဲ့ဇန်နဝါရီလကဖားနာအခုဆို3လကျော်လေးလကြာတဲ့အထိပြန်လည်လွတ်မြောက်လာခြင်းမရှိသေးပဲနဲ့ရှမ်းပြည်တိုင်းရင်းသား460ကျော်ကို KIA ကအတင်းအဓမ္မဖမ်းဆီးပြီးတပ်ပဖက်စုဆောင်တဲ့ကိစ္စဖြစ်တယ်။အခုလိုမျိုးအတင်းအဓမ္မလက်နက်အောင်9နဲ့တပ်သားတဲ့လူ460ကိုတပြိုင်နဲ့ဖမ်းသွားတဲ့ကိစ္စပေါ်မှာ BOE လို့ BBC တို့ RFA တို့နော် RFA ကတော့သူ့ဘွားသူနီကုံချုပ်သွားပြီမြန်မာနောင်တို့မစ္စည်းမာတို့ခက်တက်တို့အပေါက်တေပိတ်နေကြတယ်တရားမျှတပါလေဆိုရဲလေးလိုင်းတန်လူတက်သမားနိုင်ငံခြားကအွန်လိုင်းအာချောင်ဖွဲ့ရပါဇက်ပေါက်ပိတ်နေကြတယ်တမောကြတော့စစ်တပ်ကဟိုနားမှာပေါ်လာဆွဲတယ်ဒီနားမှာပေါ်လာဆွဲတယ်ပြောပေမဲ့ KIA ကလူ460ကျော်ကို တခြားမျိုးနွယ်စုတစုကိုလက်နက်အားကိုးနဲ့အနိုင်ကျင့်မှုမှာတော့နှုတ်ပိတ်နေကြပါတယ် KIA တွေလူပေါင်းဝတာများနေပြီလို့ပဲကျွန်မပြောချင်တယ်နောက်တစ်ဆက်ထဲမှာပဲ KIA ကရှင်ရှင်ဝင်လာပြီနော်ခဏလေးရှမ်းပြည်မြောက်ပိုင်းရှမ်းမြောက်မိုင်းရော်တိုက်နယ်မန်ကျူရွာကသာသနာပိုင်မြေထဲကို KIA ကစက်ခန်းချတက်ဆွဲထားတဲ့အတွက်ဒေသခံတွေကကတ်ကွက်နေကြပါတယ်။သာသနာပိုင်နေမြေရဲမှာ KIA စက်ခန်းချတဲ့အပြင်အဲ့ဒီမှာရှိတဲ့ နေအိမ်တွေကိုတင်းဖယ်ထားခိုင်းနေပါတယ်ဆိုပြီးတော့အဲ့ဒီမှာကက်ကွက်ဆန္ဒပြမှုတွေရှိနေတယ်။ရှမ်းမြောက်ပိုင်းမိုင်းရော်တိုက်နယ်မန်ကျူရွာအဲ့ဒီမှာဒေသခံတယောက်ရဲ့ပြောဆိုမှုကပါလဲဆိုတော့ဒီကောင်နေတဲ့ဖုန်ကြီးကျောင်းထဲမှာတာသနာပိုင်နေမိတဲ့မတက်ဆွဲထားလို့ရှင်စက်တက်ကလာပြီးဘုံကျဲမှာပဲဒါဆိုရင်ကျွန်တော်တို့ဖုန်ကြီးကျောင်းနေပြည့်စည်ရနေမယ် ဒါကြောင့်မို့ကျွန်တော်တို့ဘုံကြီးเจ้าမှာကျွန်တော်တို့သာသနာအမည်မှာလက်ခံမပေးနိုင်ဘူးတဲ့ခမားတို့တက်ဆွဲခြင်းစကန်းချခြင်းခမားတို့ရပတ် sorry ခမားတို့ခရိယန်ကြီးရချက်ကြောင်တဲ့မှာသွားပြီးစကန်းချပါဆိုပြီးတော့စကန်းချပြီးတက်ဆွဲပါဆိုပြီးတော့ဒေသခံတွေကကက်ကွက်ရှုပ်ချနေကြတယ်ဆိုလိုချင်တာကဒီကချင်လူဒေသခံတွေတိုင်းရင်းသားတွေဒါပလောင်လူဒေသခံတိုင်းရင်းသားတွေ အာဒီလိုမျိုးရှမ်းရောက်ကရှမ်းတိုင်းရင်းသားတွေလို့တချို့တိုင်းရင်းသားတွေထဲမှာလည်းတချို့သောတိုင်းရင်းသားတွေကဒီလိုမျိုးစိတ်တက်ပြီးဝါပြီးတော့နော်အတိညာပြေးဝါတဲ့တိုင်းရင်းသားတွေရှိတယ်။သို့တော်ပမာတွေကတော့ပိတ်နေကြတော့မယ်။ဘသူတွေပိတ်နေရလဲဆိုရင်ဘကူရာအနောက်ပိုင်းမင်းလာမျိုးနဲ့ကပမာတွေပိတ်နေကြတယ်။အခုစစ်တပ်ကိုသူတို့တိုက်နိုင်နေတဲ့စက်ကောင်ကြီးတချို့ကိုသူတို့တိုက်နိုင်နေဆိုပြီးပျော်ကြရွှင်နေကြတယ်။အဲ့ဒီနောက်ဆက်တွဲမှာဒေသခံအရက်သားပြည်သူတွေစစ်ကြောင်တေးကြီးပြက်စီရမယ်ဆိုတော့သူတို့ထဲ့မတွေးကြအောင်လူလူနားမလည်တတ်ကြအောင် เนาะရှင်းမှာ ARE မှာဆိုလို့ရှိရင်ဒီလိုပဲဒါမှဆို ARE ကချွေတောင်ရမျိုးသစ်ကို AA နဲ့ PDF တွေလာလိုက်တယ်เนาะချွေတောင်ရမျိုးသစ်ကို AA ကတင်လိုက်ပြီး6000ကိုဒီနေ့တင်တော့မယ်ပတိန်မော်ဒင်ဆိုကိုမနက်ဖြန်တင်တော့မယ်လို့ပြောရယ်ဒါပေမဲ့လက်ရှိချိန်မှာတော့6000ကဘာမှမဖြစ်တဲ့ရှင်ချွေတောင်ရမျိုးသစ်မှာလည်းဘာတိုက်ပွဲသတင်းမှမကြားရတော့ဘူးဈားတဲ့ကအဲ့ဒီ AA လာတိုက်သွားတဲ့ ွှေတောင်ရဲ့မျိုးစီမကြီးတင်ကြေးပါနဲ့ဘောမီကြေးရမှရှိတဲ့အရက်သားပြည်သူတွေဒါဒုက္ခရောက်သွားရတယ်။အရက်သားပြည်သူတွေရှာဖွေဆူဆောင်းသမျှအိုးအိမ်ကြီးပျက်စီးဆုံးရှုံးသွားရတာဖတ်တယ်နဲ့။နော်ဒါပြင်အလေးမျက်နှာမျိုးနဲ့မှဆိုဒီလိုပဲလေးမျက်အေရီတိုင်းလေးမျက်နှာမျိုးနဲ့ပန်တော်ကြီးကြေးရွာကိုအေးအေးနဲ့ပေတီရတဲ့ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဖြစ်ပါတယ်။အောင်ဝဲခံရတယ်။သူတို့အောင်ဝဲခံတာ24နိုင်မကြလိုက်ဘူး။အခုပါပြောလေ ပန်းတော်ကြီးကျော်ကိုစစ်တပ်ကတိုက်ပွဲမရှိဘဲနဲ့လက်နက်ကြီးနဲ့ပစ်နေတဲ့အတွက်ဒေသခံတွေကြောက်လန့်နေရပါတယ်ဆိုပြီးတော့ကလိန်ကကြတပတ်ဆောင်နေနေပြောကြတယ်။ပရမဆုံးသူတို့တိတ်နေပြောတယ်အခုကျတော့တိုက်ပွဲမရှိဘဲနဲ့စစ်တပ်ကပစ်တယ်လို့ပြောတယ်နော်။ဆိုလိုချင်တာကစက်ကိုခေါ်ရင်စက်ကိုလာရဲဆိုတဲ့သဘောတရားကိုနားမလည်ကြတာအတွက်ဖြစ်တယ်။ဒီဥစ္စာကိုနမူနာမယူတတ်ဘူးဆိုရင်ရွှေတောင်ရဲ့မြို့သက်ကမကြီးတင်ကြီးရွာနဲ့ဘုံမြင့်ကြီးရွာစစ်ကြောင်ပြည့်စည်ရတယ်လို့လေးမျက်နာမြို့နယ်ပန်တော်ကြီးရွာလည်းပဲစစ်ကြောင်ပြည့်စည်ရမယ်။ နော်ဒါကိုနမူနာယူပြီးတော့ဘကိုးတိုင်းနောက်ချာမင်းလာမှလည်းပဲချားမီကိုသွားသွားမဆွဲနဲ့ချားမီကိုသွားဆွဲရင်ချားကြိုက်ခံရလိမ့်မယ်ဗမာဒီနင်တို့လူလူတိချပါအသိစိတ်တတ်တယ်ရှိကြပါနော်ဟိုးရှမ်းမြောက်ကမိုင်းရွာပြည်သူတွေတောင်မှ သူတို့ရွာမှာသူတို့ရွာမှာလက်နက်ကင်တွေစကိုင်းချရင် ူတို့ရွာလေးစစ်ကြောင်ပြည့်စည်ရမယ်ဆိုတာသိတဲ့အတွက်ကျွန်တော်တို့ရွာထဲကိုမလာပါနဲ့ဆိုပြီးပြောရတဲ့ပတ်တည်ရှိကြတယ်ခမားတို့မှာအဲ့လိုပြောရတဲ့မြေတားရက်ခံပြီးအတနာခံရတဲ့ပတ်တည်မရှိဘူးဆိုရင်ခမားတို့ရဲ့ခမားတို့ရဲ့မွေးရဲ့မြေခမားတို့ဇာတိမြေပြည့်စည်ရလိမ့်မယ်เนาะခဏကိုပြည့်စည်သွားလဲခဏပဲငါတို့ ပြန်ပြီးထူထောင်လို့ရတယ်ဆိုပြီးလူပိန်းစကားမပြောနဲ့ရှေ့မှာ၄နှစ်ကျော်ကြာခဲ့တဲ့စကိုင်းမှာဘလို့နေထိုင်နေရလဲတရားပြည်မှာဘလို့နေထိုင်ရလဲခမားတို့နမူနာယူတဲ့မှာအချိန်မီချုပ်ရင်အဆုတ်တတ်တာပါလိမ့်မယ်